ဲ့တော့စစ်တီတွေပေါ်လာမှာစစ်တက်ကနေပြီးတော့အရှင်ထွက်မထွက်ရတဲ့ပုံစံမျိုးတွေအထိအရှင်ထွက်တော့ထွက်လို့မရတော့ဘူးဟေးဆိုတဲ့ပုံစံမျိုးခင်ဗျားတို့စစ်တက်ကိုအရှိကသွားတယ်အရှိမှရှိနေတဲ့သူတွေကလည်းစစ်တက်မပြောတော့ဘူးနောက်တော့ကဲပြောင်းရတော့ပြောနေပြီနော်အဲ့လိုပဲစစ်တက်ကကောင်းနေလဲအရှင်ထွက်ထွက်လို့မရသလိုမင်းပါလည်းအရှင်ထွက်ထွက်လို့မရဘူးအဲ့တော့မင်းတို့သိရမယ်ပေါ်လာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတာမှအများဆုံးကင်းဝေးရပါတယ်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုပေးပါရစေ။ဒီနေ့မှာတော့ဇွန်လ25ရက်နေ့ပုံတုံးနေ့ညနေ 9နာရီထီနောက်ဆုံးရရှိတဲ့ဒင်းချူကိုအချင်းချုပ်ဖော်ပြပြောင်းဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေ့ကထမှန်တောင်းဆိုလိုက်ပြီးတော့ည9နာရီဒင်းတွေကိုလည်းထမှန်ဖော်ပြပြောင်းဖြစ်တဲ့ Note B ကိုလည်းထမှန်ဒင်းတွေကိုကြည့်ရှုရဖြစ်ကြောင်းဒီနေ့ကနေပြီးတော့ပြေးလိုက်ပါတယ်။နောက်ဆုံးဒင်းတစ်ပုဒ်အနေနဲ့ကတော့ခမရ9လေးနှစ်နဲ့ခမရ9လေး3ကတက်ကိုပြတ်တော့ဖြစ်သွားပြီးတော့တောက်ဖြူပဲအတိုက်ခံလိုက်ရတော့9လေးနှစ်နေရာမှာကရဲလုံးကြုံတက်တော့ပဲရှိတော့တယ်လို့လဲတောက်ဖြူကဒင်းတွေသိရှိရပါတယ်။တောက်ဖြူမှာရှိတဲ့ဂျမ်ဘတ်စစ်ကောင်စီရဲ့တရင်နှစ်ခုတက်ပြက်လူနီးပါဖြစ်ပြီး ရဲတပ်ရင်30နှစ်မှ10ဦးတည်းမနေလဲဖပီးသွားကြကြောင်းသိရှိရပါတယ်။ဒါကတော့ဒီနေ့ဇွန်လ25ရက်နေ့မှာရခိုင်ပြည်နယ်ကြောက်ပြူမြို့မှာရှိတဲ့ခမာယာ၅လေးနဲ့ခမာယာ၅လေးတုံးတက်နက်ကူလုံးမှာတက်ပြက်လူနီးပါးဖြစ်နေပြီးရဲတပ်ရင်3နှစ်မှစစ်ကောင်စီတပ်သား10ဦးတည်းမနေဖပီးသွားကြောင်းစီးရီးတဲ့မြေကသိရပါတယ်။ခမာယာ၅လေးနီးကြောက်တုံးဂိတ်မှာလဲလုံုံရေးပိုင်းအတွက်စစ်ကောင်စီတပ်သားများမရှိတော့ဘဲရဲတပ်ဖွဲ့ဝင်များသာနေငယ်ကြရှိနေကြောင်းသိရှိရပါတယ်။အဲ့ဒီရဲတပ်ဖွဲ့ဝင်တွေဆိုတာကလည်းအဲ့ဒီဒေသခံတွေပဲဖြစ်ပါတယ်။ ဒါကြောင့်ကမာယာ၅လေးနဲ့ကမာယာ၅လေး၃ဒီကတက်ကိုပြတ်သွားဖြစ်သွားတာတောက်ဖြူပဲတိုက်ခိုက်ခံလိုက်ရတာ၅လေးနဲ့နေရမှာတော့ရဲလုံကြုံရေးတော့ပဲရှိတော့ပါတယ်။ကျန်တဲ့နောက်ကြက်ကြံတက်ဒီကတော့စစ်တွေဘက်ကိုတောင်းပြီးတော့အစ်စ်ပြန်ဖွဲထားတယ်လို့သိရှိရပါတယ်။ရဲတရင်၃နှစ်ကနေပြေးလာတဲ့တယောက်တည်းမနေဘူးလို့သိရှိရပြီးကျွန်တော်သိတာတော့ဒရာစင်၁၂ဦးကျော်တယ်။အချို့လွတ်မြောက်သွားတယ်လို့လည်းစီဒီယန်ဘူကြီးစင်ဝါလည်းပြောထားတာသိရှိရပါတယ်။သူ့ဘောက်ထပြည့်တဲ့စကောင်တသားတွေကစစ်သားစုဆောင်ခံရတဲ့လူတွေမြင်ပေါဝင်ပြီးချို့မှမြို့ပေါ်ကိုထပြည့်သွားကြောင်း ချို့မှာအိုင်ခန့်တော်အေဘက်လွတ်မြောက်သူများရှိတော်လဲအေဘက်ကတော့တရင်ထုတ်ပြန်ချက်မရှိပဲသူတိတ်စွာလှုပ်ရှားနေခြင်းကြောင့်အေထံရောက်ရှိနေတဲ့တရင်ကိုတော့ဒီပြန်ခွက်ခဲကြောင်းသိရပါဗါတယ်။လိုက်ပွဲဒီမှာတော့စစ်ကောင်စီရဲ့အကြီးကြီးများပေါဝင်တပ်သားတေဆုံးသူများပြလာခြင်းကြောင့်ခမာယာ၅လေးနှစ်နဲ့ခမာယာ၅လေးသုံးတက်တွင်းအင်အားယုံနေလာသည်နဲ့တူ မကြီးမသက်ဖြစ်စဉ်များရှိနေကြောင်းဒေတာတွင်းစီးရီးသတင်းများကလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မန္တလေးမြို့မှာစစ်ကောင်စီတပ်ဟာညဘက်လမ်းပေါ်ထွက်တဲ့လူငယ်တွေကိုတပ်မှုထမ်းဖို့ပြန်လည်ဖမ်းဆီးလာကြောင်းမြို့ကနေပြောထားပါတယ်။ဒါကြောင့်မန္တလေးမှာရှိတဲ့တော်လန်ပြည်သူတွေအနေနဲ့လည်းအထူးပဲယူဆိုင်ဖို့ဒီနေရာကနေပြီးတော့ထပ်မံတည်ပြလိုက်ပါတယ်။မန္တလေးမှာငလင်ကြီးလှုပ်ခတ်ပြီးတော့မှတော့လူငယ်တွေကိုဖမ်းဆီးတာတွေနှင်းငယ်ရှင်လျော်သွားပြီးမြဲအခုခါမှာတော့ညဘက်ထက်တဲ့လူငယ်တွေကိုပြန်လည်ဖမ်းဆီးလာလို့ဆိုရပါတယ်။ ွန်လတတိယပထမပဲမန္တလေးမြို့ရဲ့ဘူတာကြီးနောက်ဖက်32လမ်းမှာရှိတဲ့တောက်တော့ဆိုင်တစ်ဆိုင်မှာဝန်ထမ်း3ကိုည10:00နာရီကျော်လမ်းပိတ်ထိုင်နေလို့ဆိုပြီးအစ်ကောင်စီကနေပြီးတော့ဖမ်းဆီးသွားကြောင်းဒေသခံတွေကပြောထားပါတယ်ညအစောကြီးရှိပါသေးတယ်ဆိုင်ရှိမှတွင်ပုံသုံးနေကြတာပါအဲ့ဒါကိုကားနဲ့ပတ်နေတော့တွေ့ပြီးဖမ်းသွားတာလို့လဲညင်လိုက်ရတဲ့လူသမီးတူကပြောပါတယ်ဖမ်းဆီးခေါ်တော့သွားခံတဲ့လူငယ်တွေကိုဘယ်ကိုပို့ဆောင်လဲဆိုတာတော့လက်ရှိမှာမသိရသေးဘူးလို့ဆိုထားပါတယ်ဒါပြင်စစ်ကောင်စီကနေကင်းပိုင်းမှာလဲစိုင်းကင်းလိုင်းစင်းနဲ့ရေမောင်းလိုင်းစင်းတွေကိုစစ်ဆေးတာတွေကြောင်းပြပြီးလူကိုပါဖမ်းဆီးခေါ်ဆောင်နေတယ်လို့မြို့ကန်တွေကပြောထားပါတယ် စစ်ကောင်စီကရန်ကုန်မန္တလေးမြို့ကြီးတွေပြင်၎င်းတို့အာဏာတပ်ရောက်တဲ့ဒေသတွေမှာရှိတဲ့နေရာဒေသတွေမှာအကြောင်းပြချက်မျိုးစုံနဲ့လူငယ်တွေကိုဖမ်းပြီးစစ်မှုထမ်းတပ်သားတွေကိုအေတန်းတွေထိပို့ဆောင်နေတယ်ဆိုတာလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တိုက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့မစိုးရိမ်ကြဖို့အင်အားဖြည့်တင်းပြီးခုခံကာကွယ်နေတယ်လို့ဒနုပြည်သူလူမျိုးရေးတက်တော် DBL ရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်လိုက်ပါတယ်။ကျွန်တော်တို့တက်နိုင်ဆုံးစူးစမ်းပြီးတော့တိုက်ပွဲဝင်နေပါတယ်။ပြည်သူလူထုအနေနဲ့လည်းရန်ကြီးတော့မစိုးရိမ်ကြပါနဲ့လို့မှာကြပါတယ်။ဒီသတင်းတော့နားဆင်ထားဖို့လိုပါတယ်။ မလိုရတဲ့စစ်လော်ဘီတွေရဲ့သတင်းတွေပေါ်နားမယောင်စီခြင်းပါဘူးအခုချိန်ကြီးတော့ကျွန်တော်တို့တွေအင်အားဖြည့်ပြီးတော့ခုခံကာကွယ်နေပါလို့ EPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောတာပါတယ်အဟမနီယာဇွန်လ24ရက်နေ့မှာအောင်ချွေမျိုးနီးနာမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်။အပြင်တိုက်ပွဲအေဒီယန်နီးကကြေးရသားတွေကိုလည်းလွန်ခဲ့တဲ့ဇွန်လ20ရက်ကပြေပြောင်းထားပြီလို့လည်းဆိုထားပါရယ်။ဒီဘေးရှောင်ပြည်သူတွေအတွက်အကူအညီတွေလိုအပ်နေလို့ရက်ဖက်အဖွဲ့အစည်းတွေနဲ့လည်းကုညီပေးကြဖို့ DBL ကတောင်းဆိုထားပါသေးတယ်။ အပြင်ဇွန်လ24ရက်နေ့တိုက်ပွဲအတွင်းတော်လိုင်းရေးပူပေါင်းတပ်ကကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့လည်းကောင်းကဆက်ပြောထားပြီးဇွန်လ25မှာတော့လက်ရှိမှာတိုက်ပွဲတွေခဏငြိမ်နေလို့ပြောထားပါဗါး။အောင်ချွေမျိုးနယ်မှာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စစ်ကောင်စီတပ်တွေပေါ်တံပြန်ထိုးစစ်ဇွန်လ24မှာတန်ကြီးကျွာနာကနောင်တော်လုံးဝဲလုံးဆန်တဲ့ညံတော်ကျွာနီးမှာပဲတိုက်ပွဲတွေကပြင်းထန်နေတာပါ။ပြည်သူများနေကုန်စစ်စင်ရေးပိုင်းနှစ်စတင်နေ့ရဲ့အနှစ်ပြည့်နှစ်ပတ်လည်နေ့မရောက်မီတရက်လိုမှာအောင်ချွေမျိုးနယ်ကိုတော်လိုင်းရေးတပ်တွေကတံပြန်ထိုးစစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြည်သူများနေကုန်စစ်စင်ရေးပိုင်းနှစ်ကို2024 ဝန်လ25ရက်နေ့မှာစတင်ခဲ့ပြီးအိမ်ဒီမှာပဲတောင်းတက်မတော် TN နဲ့ PDF ပူးပေါင်းတက်တွေကနောင်ချိုမြို့ကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကလည်းတောင်ခန်းကအမြောက်တရင်တွေကနေနောင်ချိုမြို့ကိုပါပြန်သိမ်းနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်တာတော့ကြောင့်ဝန်လလည်းကစားပြီးနောင်ချိုမြို့နယ်မှာအနည်းဆုံးကျေးရွာ900မှာတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရှိရပါတယ်။ဒါတော့နောင်ချိုမြို့နယ်လက်ရှိစည်းရည်တွေဖြစ်ပါတယ်။ဘုံမတွေကတော့နောင်ချိုမြို့နယ်ကိုသိမ်းနိုင်ပြီဆိုပြီးတော့ပြောနေတဲ့သူတွေပြင်းနောင်ချိုမြို့ကိုလည်းဝိုင်းထားပြီးပြောနေကြပါတယ်။ ်ကဲသူရဲ့ဘောမှာကျွန်မင်းပြောသလိုပဲ shopping လေးနဲ့ပဲမင်းတို့ဝိုင်းနိုင်သေးတာပါလို့ပဲပြောရင်းနဲ့ပဲကျွန်တော်တို့တော့ကျွန်မတို့ကတရင်ကောင်းနေတဲ့အတူတောင်ခန်းကတရင်ကောင်းလေးကိုဆက်လက်ကြားဖို့သူကနေတာကိုလည်းဒီနေရာကနေပြီးတော့အမှန်တင်ပြပေးတော့မှာဖြစ်ပါတယ်အသားငါးလေးပဲချိန်စားရလဲလို့မေးတဲ့အခါမှာတော့ပြည်နယ်ဝင်ကြီးပေါ့နော်ပြည်နယ်ဝင်ကြီးလာတဲ့အခေါက်ရှိတယ်အဲ့ဒီတစ်ခေါက်ပဲစက်သားနဲ့စားရပါတယ်ချပါစာလေးတွေကပါစာလေးဆိုအချိန်တိုင်းမသွားရတဲ့ပါစာလေးတွေက ဟိုခုဆေးပြန်ကုပေးနေတဲ့ပုံစံမျိုးဖြစ်တယ်တက်စကန်ကနောက်တန်းပြန်လာတယ်နောက်တန်းပြန်လာအောင်မှာပဲမိမစီမှာတ냐အိတ်ဖို့မပြောနဲ့နော်မိမကတော့မှနေရာနေရာလောက်မှာသွားပြီးတွေ့အဲ့နေရာနဲ့ချက်ချင်းလန်ငယ်နောက်တနေရာကိုပြန်သွားတဲ့အတိုင်းသားရှိအဲ့လောက်ထိကိုစစ်သားတွေကပြင်ပန်းပါတယ်သူပြင်ပန်းတာမဟုတ်ဘူးကမသိမချင်းမင်းတို့ကိုခိုက်နေတာသိမှနားမယ်ကောင်မင်းတို့ကနောက်တန်းမှာကြံခဲ့တဲ့အမျိုးသမီးပေါ်စစ်တီမိမတွေကသူတို့ကိုတွေ့ချင်လို့ရှိရင်ဘယ်နေရာမှာဘယ်နေရာကုတ်ကုတ်ပြင်ဘယ်နေရာလောက်မှာသူတို့ခိတခဏဒီဘယ်ကောင်မဆိုရှင်တက်ကားခဏရက်တယ်အဲ့ချိန်မှာသွားတွေ့တွေ့ပြီးအဲ့နေရာနေတန်းသွားရတဲ့ပုံစံမျိုးတွေအထိ စစ်တီလေးပြင်ပန်းခဲ့ပါတယ်အဲ့ဒီချိန်ကတော့ခုလိုမျိုးပေါ့ပြည်သူစစ်မှုတန်းဥပဒေတွေပါလေမရှိသေးဘူးလေနော်မရှိသေးတဲ့အတွက်ကြောင့်မို့လို့စစ်တီနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနားလည်ပြီးလို့ရတယ်အခုလက်ရှိအခြေအနေမှာကြတော့ပြည်သူစစ်မှုတန်းကလည်းဟဲ့လားအပတ်စဉ်လိုက်အပတ်စဉ်လိုက်အပတ်စဉ်လိုက်ဝင်တဲ့အခါကျတော့စစ်တပ်မှာဖွဲ့စည်းပုံတွေကလည်းအများကြီးပြည့်နေဖြစ်တယ်နော်ပြည့်တဲ့အခါမှာအရှိမရှိနေတဲ့သူတွေအားလုံးခင်ဗျားတို့ဒီသူတို့ကဂတိဂတိစကားဆိုရှိတာပေါ့ဆိုလိုချင်တာစာချုပ်စာချုပ်စာတမ်းဂတိစကားပြည့်နေတာကစစ်တပ်ထဲမှာမဟုတ်ဘူးထွက်ပြေးဖို့တည်းလူတွေပြည့်လာတပြည့်ပြည့်နေ မင်းတို့ဘာစစ်ပညာရေးသင်ပြီးလဲလက်နဲ့ဒီတက်ပြီးလိုက်ပြီးဝိုင်းဒီဘက်ကိုပြန်ပြေးလိုက်လဲမင်းဘောပေါ်ပြန်ဆော်လိုက်နေချနေတာဒါရဟိုထွက်တဲ့နေသူတွေနော်ထွက်ဖို့အချိန်တန်နေသူတွေထွက်ချင်လို့ရှိရင်ခင်ဗျားတို့စစ်တပ်ကနေထွက်ခွင့်ပေးတင်တယ်မဟုတ်ဘူးလားအဲထွက်ခွင့်ပေးတင်တယ်အဲ့လိုမျိုးပေးတဲ့ခါကျတော့သူစစ်တီတွေမှာစစ်ထဲဝင်ပြီးွားလို့ရှိရင်တခါလဲတေးရပါအမှတ်သားကြီးပုံစံမျိုးဖြစ်နေတယ်အဲ့တော့စစ်တီတွေဘဝမှာစစ်တပ်ကနေပြီးတော့အရှင်ထွက်မထွက်ရတဲ့ပုံစံမျိုးတွေအထိအရှင်ထွက်တော့ထွက်လို့မရတော့ဘူးဟေးဆိုတဲ့ပုံစံမျိုးခင်ဗျားတို့စစ်တပ်ကိုအရှိကသွားတဲ့အရှိမှရှိနေတဲ့သူတွေကလည်းစစ်တပ်မပြောတော့ဘူး နောက်တော့ပြောင်းကြီးကတော့ပြောနေပြီနော်အဲ့လိုပဲတိတကကောင်တွေလည်းအရှင်တွတ်ထွက်လို့မရသလိုမင်းပါလည်းအရှင်တွတ်ထွက်လို့မရဘူးအဲ့တော့မင်းတို့သိရမယ်ဝင်လာမဲ့သူတွေကလည်းမဝင်ကျင်တော့စစ်တပ်သွေးလေပတ်မှုမှမကောင်းတာအဲ့တော့မလုပ်အောင်လို့ဆိုရှင်အရှိတမ်းမှာအရှိတော်ဝင်တဲ့သူတွေအားလုံးလည်းအချိန်ပြည့်ပြီသူစာချုပ်ပြည့်ပြီဆိုရှင်ထွက်ခွင့်ပေးပါနော်အနောက်ကလည်းဟိုဝင်မဲ့သူတွေအားလုံးအခုစစ်တပ်ကမဝင်မနေရဥပဒေနဲ့ခင်ဗျားတို့ပြဋ္ဌာန်းထားတာပဲနော်အဲ့တော့ဒါမျိုးသွေးလေပတ်မှုသာကောင်းနေမယ်ဟေးဆိုလို့ရှင်အဲစစ်တပ်ကလည်းစစ်တိုက်တဲ့နေရာမှာတော်လိုက်မဲ့ဖြစ်ချင်းပြာနော် အခုတော့ဘလိုတွေဖြစ်နေဆိုတော့ခါကြတော့ရှေ့ကလူလည်းမထွက်ရအနောက်ကလူလည်းအတင်းထဲနေဆိုတဲ့ခါကြတော့အခုဘလိုတွေဖြစ်ကုန်လဲရှေ့တန်းမှာအခုပါစတွေဝင်လာဝင်လာပါစတွေပြေးတဲ့လူလည်းအများကြီးပဲပြေးကြလာတယ်နော်အဲ့လိုပြေးရတဲ့အကြောင်းရင်းကတော့ဘဘူးနဲ့အထဲမှာရှိရတဲ့ထပ်ပြေးဦးမှာဘာကြောင့်လဲခင်ဗျားတို့ဂတိမှန်ပါဂတိဥမာပြေး3နှစ်ဆို3နှစ်3နှစ်စာကြည့်တော့မှာ3နှစ်နဲ့ပြေးရင်ဘောက်အပိနေဘောက်အပိနေထပ်ပြေးစေ10နှစ်ဆို10နှစ်ပြေးရင်ထပ်ပြေးစေနော်ပြီးနောက်လူတွေထပ်ဝင်စစ်တပ်ကသွေးလေပတ်မှုကောင်းနေမှာပေါ့အဲ့တော့ခင်ဗျားတို့စစ်တပ်ကဒီလိုမျိုးပေါ့ဂတိမတီး ဲစာချုပ်နဲ့လုံထုံးလုံးပြီးနေဂရိမတီတဲ့ခါကျတော့ရေရှည်မှာစစ်တပ်ကကြာရှုံးတက်တယ်နော်မကောင်းဘူးအတင်းအကျပ်ဟိုမကောင်းတက်လို့သာနေနေရတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကတော့ဖြစ်နေတယ်နော်အဲ့တော့စစ်တပ်ကကျွန်တော်တို့ကောင်းရကောင်းကျိုးအတွက်တော့လမ်းညွန်ပြောကြားပေးရမှာဖြစ်တယ်အခုလက်ရှိတာဥပမာကျွန်တော်တို့ခုပေးမယ်ဗျာနော်ပသိန်ကျင်းထောင်လို့အကျင်းထောင်နေမှာအဲဘောမဆိုလို့ရှိရင်ဒီစစ်ပြေးတွေပေါ့စစ်ပြေးတွေဆိုတော့တို့ပြေးတဲ့နှစ်သက်တန်းလောက်ထောင်ပြန်ကြလို့ကြားသိရတယ်နော်အဲ့တော့ထောင်ထဲမှာထောင်ထဲမှာတော့ဟို အားမှုပဲဖြစ်ဖြစ်ပိုက်ဆံကောင်းကောင်းပေးနိုင်လို့ရှိရင်ကောင်းကောင်းနေရတယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့ဗျာနော်အဲ့တော့နိုင်ငံရေးသမားလည်းရှိတယ်စစ်ပြေးလည်းရှိတယ်အဲ့တော့စစ်ပြေးတွေအောင်အနိုင်ခံနေရတဲ့ပုံစံမျိုးတွေရှိတယ်ပတ်စံမပေးရနိုင်မပေးနိုင်လို့ရှိရင်အဲ့တော့သူတို့ကလည်းစဉ်းစားတယ်ဘာလို့ထောင်ထဲမှာချွေးနဲ့ပေးဆက်နေစားစစ်တပ်ကပေးဆက်တာပိုကောင်းတယ်ဆိုတဲ့စိတ်ဓာတ်နဲ့အဲစစ်တပ်နဲ့ဥမာဖြစ်တနစ်စာချုပ်ဆိုတနစ်စာချုပ်အဲသုံးနစ်စာချုပ်သုံးနစ်စာချုပ်နဲ့ဝင်သွားတဲ့အဲစစ်တီတွေအများကြီးပြန်ရောက်စစ်မှုထမ်းတဲ့စစ်တီတွေအများကြီးရှိတယ်သူတို့တွေကစာချုပ်ပြည့်ပြီစာချုပ်ပြည့်တဲ့ဟာကို အထက်ကလောက်တာလားအလဲကလောက်တာလားအောက်ကလောက်တာလားမသိဘူးအခုချိန်မှာတနစ်စာချုပ်ပြည့်တဲ့သူတွေကထွက်ချင်နေလာပြီသူတို့တွေချွေးနဲ့လည်းပေးဆက်ပြီးသွားပြီတွေးနဲ့လည်းပေးဆက်ပြီးသွားပြီเนาะအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းထကြရပြောရမယ်ဆိုလို့ရှိရင်အသူတို့အခုအဖွဲ့ကကျွန်တော်ရင်းဆုံးပြောမယ်ခလာရ306အကြောင်းမှကျွန်တော်ရင်းပြောမယ်เนาะကောလင်းကနေပြီးတော့ကောလင်းကနေပြီးတော့နေမြေရှင်းလင်းခဲ့တယ်ပေါ့ဗျာသူတို့အဖွဲ့ကဝင်းတို့ရောက်တယ်ဝင်းတို့ထိသူတို့နေမြေရှင်းလင်းတယ်ရှင်းလင်းတော့စီရေးအဖြစ်နဲ့အောင်မြင်ခဲ့တယ် အောင်မြင်ပြီးတော့အဲ့ကနေပြီးရဟယင်းတက်ခါခေါ်ပြီးတော့ထိချိုင်ကိုထပ်ပို့လိုက်တယ်36အဲ့ဒီကနေပြီးတော့စစ်မှုတန်းတတန်းကပြေးသွားပြီနော်ပြေးသွားတဲ့ခါမှာအားလုံးကလည်းပြန်ကျင်ပြီးပေါ့ဟုတ်လားပြန်ကျင်တော့သူတို့ဘက်ကလည်းပြောပြီးဟာကျွန်တော်တို့တတန်းလည်းပြေးပြီကျွန်တော်တို့စာချုပ်လည်းပြေးပြီဟုတ်လားကျွန်တော်တို့ခင်ဗျားတို့ဂရိအတိုင်းကျွန်တော်တို့ထွက်ခွင့်ပေးပါလားဆိုတဲ့ခါကျတော့အခုချိန်ထိမူရဂီဆူရဂီကူရဂီလောက်နေတယ်ကျွန်တော်တခါကြာရင်ခင်ဗျားတို့မြန်မာပြည်ကနဂါးစကားတွေပဲတက်တယ်ဟုတ်လားဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆက်လက်လေ့လာကြည့်ပါလေနော်ဆက်လက်ကြည့်တဲ့ခါမှာနောက်ထပ်သူတို့နောက်မှာနောက်ထပ် ခလာရအာ301 302 363 350ဆို၃နှစ်သမားတွေရရှိသေးတယ်။၃နှစ်သမားပြီးနောက်ထပ်၅နှစ်သမားတွေရှိတယ်။အဲ့တော့တို့ကလည်းစောင့်ကြည့်နေငါတို့က၃နှစ်တာဝန်ထမ်းဆောင်ပြီးစစ်တပ်ကငါတို့ကောင်မသစ္စာရှိရှိနေဟလားဟိုဘယ်လိုကောင်မဆိုရှင်ထွက်ခွင့်ပေးမှတေချာရက်လားဆိုတဲ့တန်ရရရှိလာတယ်။နောက်ထပ်၅နှစ်သမားတွေရရှိတယ်။ဟာငါတို့တွေစစ်တပ်ကနေပြီးတော့ထွက်ခွင့်ရထွက်ခွင့်ရမှတေချာရက်လားဆိုတဲ့ဒီတန်ရရရရှိလာပြီ။ရှိလာတဲ့အခါမှာအရှိရတနှစ်သမားတွေကလည်းမထွက်ရသေးဘူး။အဲ့တော့ စာချုပ်ပြင်ရင်ထွက်ပါစေလားခင်ဗျားတို့အခုနောက်ကလည်းဝင်မဲ့သူတွေလာမယ်ရှေ့ရလူတွေစာချုပ်ပြင်ရင်ထွက်ပါစေအဲ့လိုဆိုလို့ရှိရင်ခင်ဗျားစစ်တက်ကြည့်တယ်ဘလောက်ကိုကောင်းသွားမလဲဗျာနော်ဝင်တဲ့သူကလည်းဝင်ချင်ပါပဲဝင်ပါပဲ၃နှစ်လောက်ကွာကွာပါပြည့်ဟဲ့လားစစ်တက်တဲ့ဝင်မယ်ကွာမသေးလို့ရှိရင်အဲပါစာလေးပြောရတဲ့စကားကျွန်တော်တို့ကြားဘူးလေနော်သူတို့ဘယ်လိုပြောဆိုလို့ရှိရင်ကျုပ်တို့စစ်ထဲကိုဝင်လာတယ်နှစ်နှစ်စာချုပ်နဲ့ဝင်လာတယ်စစ်ထဲမှာတေကောင်းနဲ့တေနိုင်တယ်အောင်မြင်ကောင်းနဲ့အောင်မြင်နိုင်တယ်အဲတေခဲ့မယ်ဟဲ့ဆိုလို့ရှိရင်လည်းတေလိုက်မယ်မသေးလို့ရှိရင်လည်းကျွန်တော်တို့နှစ်နှစ်ပြီးရင်ကျွန်တော်တို့ တခြားလုပ်တွေဆက်လုပ်မယ်ဆိုတော့ပုံစံမျိုးနဲ့ထိရေရေဝင်းဝင်းနဲ့ဆောင်ရပတ်စရိုက်တကယ်တိုက်တယ်နော်နော်ခင်ဗျားတို့ဒါသစ္စာရှိစမ်းပါခင်ဗျားတို့အဲ့ဒီအထက်ရာရှိတွေဒါသစ္စာရှိစမ်းပါအဲ့ဒီဒီစာချုပ်တွေကိုနော်ဂရိစကားတိုင်းသစ္စာရှိစမ်းပါအခုလက်ရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်ဒါကျွန်တော်ဥပမာပေးထားတဲ့ခလာရ36တို့အာ306တို့နော်301 362 305ဒါဒီအုပ်စုတွေကိုကျွန်တော်ထပ်လေ့လာကြည့်တဲ့အခါမှာပထမဦးဆုံးတက်တန်းကြည့်တာက306ကပြည့်သွားပြီခလာ306ကပြည့်သွားပြီ ြည့်သွားတဲ့အတွက်ကြောင့်မို့လို့ဘယ်အချိန်နဲ့ပြည့်လဲဆိုလို့ရှိရင်အခုဆိုကျွန်တော်တို့6လပိုင်းပေါ့နော်အပြည့်ခဲ့တဲ့1လပိုင်းတွေကပြည့်သွားပြည့်တဲ့ခါမှာဟိုဘယ်လိုကောင်းမဆိုတော့အထက်အရာရှိပေါ့နော်ဒါကြတဲ့တက်ရဲ့လုံထုံးလုံနေရတော့ကောင်းပါလေတက်ရဲ့လုံထုံးလုံနေရလည်းကောင်းတယ်အထက်ကကျေးနှံချလိုက်ပြီမင်းတို့ဒီစစ်တပ်မှာပြန်လဲတာဝန်ထမ်းဆောင်တယ်တာဝန်ထမ်းဆောင်တဲ့အတွက်ကြောင့်မို့လို့မင်းတို့တွေရဲ့တပ်တန်းပြည့်ပြီမင်းတို့လည်းထွက်ခွင့်တောင်းတာတယ်မင်းတို့ကိုထွက်ခွင့်ပြုလိုက်သည်ဆိုတော့ကျေးနှံကဒါကြတဲ့ဘယ်လိုကောင်းမဆိုတော့ကကကြီးပေါ့ဗျာနော် အုပ်ချုပ်တဲ့နေရာပေါ့ဟုတ်လားစစ်ရုံးကနေပြီးတော့စစ်ရုံးဆိုတော့အကြီးဆုံးပေါ့ဖြစ်နေတယ်မလားနော်အဲ့တော့စစ်ရုံးကနေပြီးတော့အမိန်ချလိုက်ပြီအမိန်ချလိုက်တဲ့အခါမှာဟာအောက်ကစစ်တီတွေကလည်းထွက်ခွင့်ရပြီဆိုတော့ပျော်နေတာပေါ့ပျော်လဲပျော်ဒီကြီးနေပြီးတော့အဲ့တော့အထက်ကတော့အလုတ်ကိုသူတို့စစ်တပ်ကြီးရဲ့လုံထုံးလုံကြီးတွေတိတ်ကိုကောင်းပါတယ်နော်အဲ့တော့ဒါကိုအောက်မှာရှိတဲ့စစ်တိုင်းမှုတွေကဘာထက်လောက်တာလဲဒီလူတွေကိုအခုချိန်ထိထွက်ခွင့်လည်းမပေးဘာမှလည်းအကြောင်းမပြန်ဟုတ်လား ဟိုတနစ်စာချုပ်ကပြည့်သွားပြီးတဲ့ခါမှာနောက်ထပ်6လပါအခုဘာမှမကြဘဲနဲ့ဆက်လက်နေထိုင်နေရတယ်ဆိုတဲ့ခါကျတော့ကဲမင်းတို့ပြောပြသားပဲမင်းတို့ကရှင်ထွက်လို့မရဘူးဆိုပြောပြသားပဲမင်းတို့ဘာနဲ့တူပဲလို့ကဲဒါကတော့ဘုံမပြောင်းကြီးကနေပြီးတော့သူ့ရဲ့ဘာလို့ဖွဲ့ဖို့ပြန်သားဝေဘန်ကြီးဖြစ်ပါတယ်။ဒီကတော့ဝေဘန်ရဲတာပေါ့ဗျာ။ကျော်စိုးဦးတို့ချောင်မြင့်မင်းတို့လက်မမဟုတ်တာ။စော်ဘုံကြီးတကောင်ကတော့ဝေဘန်ကောင်းတော်ကြီးလို့ခဲရောက်သွားပြီလေ။ပို့ပြီးတော့လုံကျွန်းနေနေရရောက်သွားတာပေါ့။ကဲပြောင်းကြီးကတော့ခင်လန်ကနေပြီးတော့ဒေကန်နေရာကိုတွေ့ရပါတယ်။ပြန်ရင်တော့ဒီကောင်ကိုအဘကကြိတ်လိုက်။ online ဘက်ကလူတွေကကြိတ်လိုက်တယ်။ ုံးတောင်းတော့စပင်ကအခုရှိရခတော့ပုံမှာသိကြပါတယ်။ဘလန်မျိုးတွေအားလုံးပဲဒီဘူလေးမှတွေ့ရမယ်ဆိုတော့အဆူတော့တူတူဖြစ်ပါတယ်။ဆိုတော့တူတူဆိုတာဆိုရင်အခုဆိုရင်တော့အသက်60ရောဒီရှိနေဖြစ်ပေမဲ့ဘလန်ရေးတဲ့အားလုံးကိုရအားလုံးဆွန့်လွတ်ပြီးတော့ပြည်ရနိုင်ငံကိုကြောက်ရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လူမျိုးရင်းနှီးခံစားချက်ရှိခဲ့ဆိုတော့မကြည့်ရတဲ့တော်လန်မျိုးတွေအတွက်လည်းမျှဝေပေးလိုက်ပါတယ်။တူတူကအမေရိကရောက်တာ3လလောက်ရှိပြီဆိုတော့ဘာတွေလုပ်နေလဲပြောပါဦး။ရောက်ခါစားတော့ နေဖို့နေရာရှာရတာပေါ့နော်ဥပဒေကတော့တမီးနဲ့လည်းနေရဲ့သူ့အလုပ်နဲ့လည်းနေရဲ့နေရာသူနဲ့ဟိုလူသွားဖို့လည်းဆင်ပြေနေနေရာဆိုတော့အဲလောလောဆယ်အဲ့ဒါရှာတယ်အခုတော့နေရာရပြီဆိုတော့ခြေချောက်ဖို့အတွက်လိုပါတယ်နော်ကျွန်တော်ခြေချောက်ဖို့ဆိုတော့ကျွန်တော်လောလောဆယ်ကလည်းဒီရောက်ပြီးတော့အသက်ကလည်း68ဆိုတော့အလုပ်ကလည်းအများကြီးလုပ်ဖို့အချိန်မရှိတော့ဘူးအဲ့တော့နော်လုံနိုင်နေရလောလောဆယ်လုံနိုင်တာက တော့တခြင်းဆိုပြီးတော့ဟိုဆက်ဆိုတာတော့တိကပါနော်ကိုကဒီမှာလုပ်နေကြဒါကိုရဲ့ professional လုပ်ဖြစ်တယ်ဆိုတော့တခြင်းဆိုလည်းအခုဒီလောလောဆယ်တော့ဒီ state တွေဟိုလောလောဆယ်ဆယ်ပွဲတော့စီစဉ်ထားတာပါနော်အဲဒီဆယ်ပွဲတော့မှဆိုမယ်ဆိုဆိုတာလေဟိုကျွန်တော်ညာဒီကိုကိုအားလုံးကိုတော့ကျွန်တော်တို့တခြားသူများတွေလို့ အကုန်လုံးတော့တော်လိုင်းရေကိုမစီစဉ်ကျွန်တော်ဟိုရက်တည်မှုအတွက်တင့်တော်တလောက်ယူပြီးကျန်တာတွေကတော့ဒီတော်လိုင်းရေကိုစီစဉ်မှာပါဟုတ်ကဲ့ဒူဒူအခုမြန်မာပြည်ရဲ့သတင်းတွေရောနားထောင်ပြလားမြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုဘယ်လိုမြင်လဲအဲသတင်းတွေကတော့ငယ်တွေ့နေပါတယ်ဒီ online မှာရောဒီဒီတရားနဲ့ရောသတင်းတွေကအစောပဲပေါ့နော်ဒီ အားရကြရင်လည်းရှိတယ်စိတ်ကောင်းကြရင်လည်းရှိတယ်ဟုတ်ဒီကတော့ကျွန်တော်တွေ့လာတယ်ကျွန်တော်ဒီရောက်လာခုနကကျွန်တော်ပြောသူပေါ့နော်၃လလောက်ရှိတယ်၃လလောက်မှာဘာလို့ဒီကကိုမြင်လဲဆိုတော့ကျွန်တော်ထိုင်းမှာလည်း၃နှစ်လောက်ကြာခဲ့တာဟုတ်ထိုင်းမှာတော့တော့ဒီလောက်ကျွန်တော်ဟိုမတွေ့သတိမရမိလို့လည်းပြောမှာပေါ့နော်ရှိတာတော့ရှိပါသေးတယ်ကျွန်တော်ပြောချင်တာဒီလိုပြောမယ် ခုပဲခြံထဲမှာဟုတ်စုတွေ꿰ပြီးတော့အဲ့လိုချင်းချင်းနေဟိုဖြစ်နေကြတာဆိုင်းမှာလည်းလည်းတွေ့တယ်ဒီဘက်ရောက်တော့ကျွန်တော်ကိုတွေ့တယ်လို့လည်းကအဲ့ဒီစိတ်တခုဥပမာမျိုးတစ်မျိုးမှာဟိုအဖွဲကကိုဖွဲ့ဆိုတာဟိုခုပဲခြံဆိုတာမဟုတ်ခုပဲခြံဟိုဒီဝဲချက်တူတဲ့အဖွဲချင်းချင်းဥပမာအဲ့လို၃၄ဘက်꿰ပြီးတော့အဲ့လိုဖြစ်နေအဲ့လိုမျိုးတွေကျတော့ကျွန်တော်စိတ်ဟိုစိတ်အစမကြီးဘူးပေါ့လေစိတ်ထဲမှာ အဲ့လိုမဖြစ်သေးခြင်းပေါ့နော်အဓိကဟိုဟိုရှိပိုင်းကျွန်တော်အတိုင်းမှာရှိခဲ့တဲ့ချိန်တော့လည်းကျွန်တော်ပြေဆုံးမှတွင်ယူပါတယ်ဟိုဒေါ်ဝင်ဒီဝတ်တော့ကြိုးခဲ့တဲ့ဇာတ်လေးနဲ့ပေါ့နော်အဓိကဘုံရန်သူအဓိကတိုက်ထုတ်ကြံတာတွေကဒီကိုပြီးတော့မှကိုယ့်ကိုရှင်းလို့ရတယ်အခုကအဲ့လိုမဟုတ်ဘူးဘုံအဓိကကိုအဓိကမလို့ပဲနဲ့ကိုယ့်ချင်းချင်းတည်းမှလည်းသူ ဖြစ်နေကြတော့ဒါကြီးကမကြင်မဲနဲ့ကြာနေတယ်လို့ကျွန်တော်အဲ့လိုတွေ့တယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ကိုဘက်ဘက်ပြူရဲ့ဖွဲ့ချင်းချင်းထဲမှာအဲ့လိုကိုရဲ့ public ကခံစားချက်တွေကိုခဏဘေးဖယ်ကြပြီးတော့အဓိကရွေချက်ကိုကောင်းတယ်ပေါ့ဗျာပြီးမှစင်တာတွေကိုနောက်မှအောင်မြင်သွားတဲ့အချိန်မှာကိုအချိန်ချင်းကိုဘယ်လိုရင်းစင်ရှင်းလို့ရပါလဲအဲ့တော့လောလောဆယ်တော့အဆုံးထိသွားရတယ်မှာ စီစီလောက်လို့ညနေဆက်ချောက်သွားကြဖို့ကျွန်တော်ဆက်လုပ်ပြီးကြိုးစားပါတယ်တူတူဘာလေးဆက်လုပ်ဖို့စိတ်ကူးထားတယ်အဲဆက်လုပ်ဖို့ကတော့ပုံစံစေကျွန်တော်အခုဒီမှာအခုမှအခြေချမှာဆိုတော့ဘာပြောအလုံးက0ကနေပြီးတော့ပြန်စရမှာအဲ့တော့ဒီဘက်မှာကျတော့လည်းဘာမှအလုံးမလုပ်ဖ ೇನೆ ရက်တည်ဖို့ဆိုတော့လည်းသိမ့်မယ်အဲ့တော့ဒီကိုနဲ့အစဉ်ပြေမဲ့အဲလှုပ်လေးတွေရှာပြီးတော့လှုပ်ပြမှာပါ နောက်ပြီးတော့လုံးနဲ့လွတ်တဲ့အချိန်လေးမှာလည်းဟိုဒီဒေါ်လာရေးအတွက်ကုန်ထောက်ပံ့ခြင်းနဲ့ရမွေပွဲလေးတွေဆိုပြပါမယ်အဲ့လိုပါ